ျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမန်ဇလန်းကောင်းများနေစိတ်ဝင်စားပွေမှုကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန်ယူကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်မကြသေးတဲ့ကာလကဖြည့်ပြတ်ခဲ့တဲ့အဖြစ်ပြက်လူမသိသူမသိဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်လေးဖြစ်တယ်လို့ ထိုအဖြစ်ပြက်ကိုတီးလိုက်သူတဦးကကျွန်တော်ကိုဖောက်တယ်လာချတဲ့အခါဇလန်းရှာနေတဲ့ကျွန်တော်အတွက်တော့အလွန်အဆင်ပြေသွားတယ်။ဒါအပြင်ဤသို့သောလိမ့်လည်မှုများရှိနေကြောင်းအများပြည်သူများသိစေရန်စံတာလေးကရှင်ထဲမှောက်တိုးဝင်လာတာမို့လေအမိနမများလွှဲပြောင်းက ပြန်လေတင်ပြလိုက်ရပါတယ်။သူမရဲ့နမေကစားစားနုနယ်ပြုံမြင့်ပြီး ချောမောလှပတောင်းတင်းနေသူမကိုမြည်သည့်အလုပ်လုပ်တာကိုတရက်ခွက်လုံးကဘသူမှမသိ ။သူမရဲ့အိမ်ကိုမကြမကြာဝင်ထွက်သွားလာနေသူလူငယ်တအူးတော်ရှိသည်။သူမကထိုလူငယ်ကို မောင်လို့ခေါ်တာကို ကြားဘူးတာကြောင့်ထိုလူငယ်ကို မောင်လို့သာတိထားကြရင်မောင်ရောက်လာရင် သူမက စားကောင်းတောက်ဖွဲများကိုချက်ပြုတ်ကျွေးမွေးတယ်ညနေရောက်ရင် စကားသမီးပြောရင်းနဲ့ရက်ွက်ထဲမှာလမ်းထွက်လျှောက်တယ် မောင်ကသူမနဲ့လက်ထက်မဲ့အမျိုးသားဖြစ်တယ်လို့ပဝင်းချင်းကိုပြောပြထားတော့မောင်နဲ့ပတ်သက်ပြီးဘသူကမှတူလောတူလောအထွေးများမတွေးထင်တော့ဘူးမောင်ကသူမရဲ့မောင်ဖြစ်နေလို့ပါဒီနေ့မှသူမနဲ့မောင်လမ်းလျှောက်ထွက်ရန်ကြာစုနေစဉ်အိမ်ရှိမတကားခောက်တန်ကြားလိုက်ကြတော့သူမကတကားဖွင့်ပြီးရန်အတွက်မောင်နဲ့တူထိုင်ရာကထားလိုက်တယ်ပြီးရင်သူမကတကားစီကိုလမ်းလျှောက်သွားလိုက်တယ် သူအချိန်မှမောင်ကလင်းမြန်စွာနဲ့အကန့်နဲ့ကိုဝင်လိုက်တဲ့အင်တကားခောက်တဲ့သူကအမျိုးသမီးခန့်ငယ်ငယ်တူဖြစ်နေတော့သူမကအပြုံးလေးနဲ့လာရင်ကိစ္စကိုမေးလိုက်တဲ့အဲ့တဲ့အမျိုးသမီးကမပြေပါအိမ်ထဲကိုဝင်တိုးကနေရာဆောင်တောင်းဆောင်ကိုလိုက်ကြည့်နေတဲ့အဲ့တဲ့အမျိုးသမီးရဲ့ထူးခြားတဲ့အပြုမှုကြောင့်သူမကနားမလည်နိုင်အောင်ဖြစ်သွားတယ်သူကြောင့်စတီထိုင်ကုန်းမှာထိုင်လိုက်တဲ့မေးစရာရှိတာများကိုမေးလိုက်တဲ့ သို့တော်လေသူမကအမေစကားမဆိုမီဧည့်သည်အမျိုးသမီးကရှင်းစီမကျမယောက်ျားရောက်နေလားသူတို့အတန်မမာနဲ့ဆိုလာတယ်သူမကထိုစကားကြောင့်လွန်စွာထိတ်လန့်သွားပြီးဘာပြောလိုက်တာလဲလို့ပြန်မေးလိုက်တယ်ကျမယောက်ျားကိုမေးနေတာကျမယောက်ျားကိုခင်မောင်ကိုမေးနေတာဧည့်သည်အမျိုးသမီးကအတန်မမာနဲ့ယောက်ျားရဲ့အမည်နမကိုပါထည့်ပြီးပြောလာတယ်သူမကခြေလမ်းများအေးဆက်လာတယ်မျက်စိမျက်နှာလေးပြတ်သွားတယ် ဒါပေမဲ့လေသူမကအတန်မာမာနဲ့ရှိလဲမရှိဘူးရှင်းအောင်ကြားကိုလည်းမသိဘူးဘာစကားတွေလာပြောနေတာလဲခုချက်ချင်းအိမ်မော်ကဆင့်သွားစမ်းအဲ့တဲ့အမျိုးသမီးကနှက်ခမ်းတစ်ဆက်ဆက်တုန်းကမျက်ရည်များစည်းကြလာတယ်မျက်ရည်များစည်းကြရင်နဲ့သူမကိုစိတ်ကြည်နေတယ်သူမကအဲ့တဲ့အမျိုးသမီးကိုနေနေချင်းမဆိုင်ရတော့ပြီတုံလုံးချောက်ချားကသွေးပြက်နေပြီထိုအချိန်မှာအဲ့တဲ့အမျိုးသမီးကရှင်တကယ်ပြောနေတာလား ကျမရှင်ပြောနေတာကိုဘလို့နားလေရမယ်ဆိုတာမသိဘူး။သူမကအတန်ကိုတစက်ကလေးမှမလျှော့ခမမပဲပြောနေတယ်။အဲ့တဲ့အမျိုးသမီးကမျက်ရည်များကိုလက်ကင်ပေါ်ကနေတုပ်လိုက်တယ်။ပြီးတော့သူမကို မုန်တီးရွန်ရှာတဲ့မျက်လုံးနဲ့ကြည့်ကထို့သူပြောလိုက်တယ်။ရှင်ဟာအတော်လေတဲ့မိန်းမပဲ။အိုက်တင်ကလည်းရုတ်ချောသလောက် ကောင်းလိုက်တာမပြောနဲ့။ဒါကြောင့်ကျမယောက်ျားကရှင်ကိုစွဲနေတာဖြစ်မှာ။သူမကဧည့်သည်အမျိုးသမီးကိုကြောက်လာတယ်။ ။သူမကဒီနေ့ကျမှမျက်နာကိုခြေသထားမိတဲ့။ဤသို့ခြေသထားတဲ့အတွက်ကြောင့်လေဧည့်သည်အမျိုးသမီးကအကြော်လေတဲ့မိမလို့အပြောခံရခြင်းဖြစ်တယ်လို့ချက်ချင်းပဲသူမကအပြေထုတ်လိုက်တဲ့။သူတို့မခြေတထားပါက သူမကဧည့်သည်အမျိုးသမီးနဲ့ရှင်ရွေးထိုင်ကစကားများပြောနိုင်မိ။ကောင်းစွာဧကန်စကားပြောနိုင်မိ။ယခုတော့သူမအတွက်များများဆဆပြောစရာစကားမရှိတော့ငြိမ့်နေရသည်။ မောင်တယောက်ပုံနေတာကိုတော့သူမကျေးဇူးတင်မိတယ်။ဒီလိုမဟုတ်ပါကသူမအရှက်တကွဲဖြစ်မယ်လို့တွေးထင်လိုက်တယ်။ဒီမယ်။ကျမယောက်ျားကရှင်နဲ့အတူရှိနေတယ်ရှိမနေဘူးဆိုတာကျမတော့အရေးမကြီးဘူး။အရေးကြီးတာကအလွဲသုံးစားမှုနဲ့သူ့ကိုတရားစွဲလိုက်မယ်ဆိုတာကိုပြောချင်လို့ပဲ။အဲ့တဲ့အမျိုးသမီးကစိတ်ဆိုးနေတယ်။စိတ်ဆိုးလွန်းလို့လေတန်ရာကနေထပြီးလမ်းလျှောက်နေတယ်။ သူမကဧည့်သည်အမျိုးသမီးရဲ့ဇိုလိုချင်းကိုနားမလဲကြောင်တောင်တောင်နဲ့သာကြည်နေရရည်ဧည့်သည်အမျိုးသမီးကတော့ဒေါသဖြစ်တာနဲ့ယုံကြည်စွာသူမကိုမယုံသင်္ကာရဲ့စကားများကိုဆက်၍သာ ပြောနေသည်ရှင့်အိမ်မှာကျမယောက်ျားရှိနေတယ်ဆိုတာကျမသိတယ်နော်ကျမရဲ့ယောက်ျားခြေလန်းကို ကျမသိတယ်လက်ခံထားရရှင်မတရားဆွဲမခံချင်ရင်တော့ကျမရဲ့ယောက်ျားကိုခေါ်လိုက်ပါ သူမကထို့သူအပြောခံနေမိမမဟုတ်၍သူကိုစော်ကားမော်ကားပြောနေသူဧည့်သည်အမျိုးသမီးကိုပားရိုက်ပြစ်ချင်တဲ့စိတ်များဝင်လာ၏ဧည့်သည်အမျိုးသမီးစမေးကလေးကသူမရဲ့ယောက်ျားရှိတယ်လို့ပြောကပုံအောင်နေတဲ့နေရာမှာခေါ်ထုတ်ပြီးရှင်းယောက်ျားကိုသာနိုင်အောင်ထိန်းတာရှင်ကျမကိုအဲ့ဒီလောက်ပြောစရာမလိုရှင်းယောက်ျားကို ကျမကလာဖို့ခေါ်တာမဟုတ်ဘူးသူဟာသူမနေနိုင်မထိုင်နိုင်ဖြစ်ပြီးရောက်လာတာထို့သူပြောကနှစ်ယောက်စလုံးကို မောင်းထုံနိုင်နေတယ် သို့တော်လည်းသူမကဘာမှမလုပ်နိုင်ခေါင်းငုံရွေတာနီနီရှာရီအဲ့တဲ့အမျိုးသမီးကတော့ရင်ထဲရှိသမျှသူမကိုပြောနေတယ်ရှင့်ရဲ့လောက်ရကောင်အကူညီမဲ့နေတယ်ကျမအတွက်ဒုက္ခရောက်စေတယ်ဆိုတာသိရဲ့လားကျမရဲ့သားသမီးတွေကိုရှာဖွေကျွေးမွေးနေတဲ့သူဟာကျမရဲ့ယောက်ျားဆိုတာရှင်သိဖို့ကောင်းပါလိမ့်ရှင် ရှင့်ရဲ့လောက်ရကရုံမလွန်းနေတယ်ရှင်ရှင့်ကိုဖျားသခင်ကဒဏ်ခတ်လိုက်မယ်ရှင်ဟာတနေ့ကြရင်ဝိလိလိမ့်မယ်နော် ယခုတချိန်မှာတော့ဧည့်သည်အမျိုးသမီးကစကားပြောရင်းနဲ့မျက်ရည်များစီးကြလာတယ်။သူမကတလုံးတပါရမြပြန်မပြောတဲ့အခါမှာဧည့်သည်အမျိုးသမီးကညှိုးငယ်တဲ့မျက်ဝန်းနဲ့သူမကိုကြည့်နေတယ်။သူမကဧည့်သည်အမျိုးသမီးကိုတနာစိတ်ဝင်လာတယ်။တနာစိတ်ဝင်လာတယ်လို့သူမကလိန်ညာလက်စနဲ့ဆက်ပြီးလိန်ညာရအောင်မေး။ဆဲရှိန်အမြင်ဆုံးရောက်မှအမှန်တိုင်းဝန်ခံလိုက်ရင် သူမကိုပိုပြီးအထင်သေးရာဖြစ်မှာကို သူမသိလိုက်တယ် ဒါကြောင့်လေ ရှင်ကျမကိုပြောဆိုနေတာတွေရက်ပါတော့ရှင်ရှင်ရဲ့ယောက်ျားကျမစီကိုရောက်မနေပါဘူးရှင်လိမ့်ညာနေတာကျမသိပါတယ်ရှင်နဲ့ကျမရဲ့ယောက်ျားရှုပ်နေတာကျမသိနေတာအကြပါပြီအခုမှဘာမဟုတ်ပါဘူးရှင်လေသူမကတီးလိုက်ပြီဖြစ်တယ်ဧည့်သည်အမျိုးသမီးကသူမအတွက်ခလုတ်ဖြစ်နေပြီမဟုတ်လို့သူမဘက်ကလည်းပြက်သားမှဖြစ်တော်မေလူတိုင်းယောက်ျားလေးတိုင်းကျမစီရောက်လာကြတာပဲ ရှင်ယောက်ျားကျမစီလာတာစမ်းတယ်လားရှင်ကျမစီကိုလာကြတဲ့ယောက်ျားသားတွေကများလွန်တော့ရှင်ယောက်ျားလာသလားမလာဘူးလားဆိုတော့ကျမမသိတော့အမှန်ပဲဩရှင်ကပြောင်းလဲနေပေါ့ဟုတ်လားကျမယောက်ျားဟာသူ့ရဲ့ကံမီကငွေတွေကိုခိုးယူလာတယ်ပြီးတော့ရှင်ကိုထောက်ပံ့နေတယ်ရှင်နဲ့တွေ့ပြီးကလေးကကျမယောက်ျားဟာဇာတိတာတွေပြတ်နေတယ်သူထောင်ကျသွားရင်ကျမနဲ့ကျမသားသမီးတွေစားဝတ်နေရခတ်ပြီလောကကြီးထဲမှာမျက်နှာငယ်စွာနဲ့နေရပြီ ်အခုသူ့ရဲ့ကံမရီတတိကသူ့ကိုဖမ်းဖို့လုပ်နေပြီမနှက်ပြမှာဖမ်းဖို့အကြောင်းလဲကျမကိုလာပြောထားပြီကျမကတော့ကျမရဲ့ယောက်ျားကို အဖမ်းစီမခံနိုင်ဘူးဘာကြောင့်လဲဆိုတော့ကျမရဲ့ယောက်ျားကကျမတို့မိသားစုစားဝတ်နေရေးအတွက်ခိုးဝှက်ခဲ့တာမှမဟုတ်ပဲရှင့်အတွက်ခိုးဝှက်ခဲ့တာကျမရဲ့ယောက်ျားထောင်ကျသွားတာနဲ့ပဝင်းကျင်ကကျမတို့ကိုမင်းငေါ်ကြမှာကျမအဲ့ဒီဘဝမျိုးအရောက်မခံနိုင်ဘူးရှင်စဉ်းစားကြည့်ပါရှင် သူမကအဲ့တဲ့အမျိုးသမီးရဲ့စကားအသွာလာကိုကြည့်ပြီးရှင်ဒီလောက်တော့ကရောက်နေတယ်ဆိုတော့လေကျမကကူညီရတော့မှာပေါ့ရှင်ရဲ့ယောက်ျားခိုးယူလာတဲ့ငွေကိုပြန်ပေးလိုက်ရင်ပြဿနာဟာပြီးသွားမှာလားပြီးသွားမယ်ဆိုရင်ပြောရှင်ယောက်ျားခိုးယူလာတာငွေဘယ်လောက်လဲကျမရှင်ကိုကူညီလိုက်မယ်ရှင်တကယ်ပြောတာလားရှင်ကိုနောက်ပါမလားရှင်ငွေ3000ဟုတ်ပြီအဲ့ဒီငွေ3000ကိုကျမပေးလိုက်မယ်ဒါပေမဲ့ရှင်သိထားဖို့ကရှင်ရဲ့ယောက်ျားကိုလည်းကျမမသိဘူး ရှင်းရဲ့ယောက်ျားခိုးယူလာတယ်ဆိုတဲ့ငွေလေကျမမရဘူးဆိုတာပဲသူမကဧည့်သည်အမျိုးသမီးကြောင့်နဲ့ငွေ3000ကိုပေးလိုက်ကြည်ပြဿနာပြီးဆုံးပြီလို့ထင်ထားစေကမူဧည့်သည်အမျိုးသမီးရဲ့နောက်ဆက်တွဲစကားများကအစမတတ်နိုင်သေးတာကိုပြဆိုလာ၏ကျမရှင်းစီကအတင်းကျပ်တောင်းခံနေတာမဟုတ်ဘူးနော်နောက်ပြီးတော့အတနာခံနေတာလည်းမဟုတ်ဘူးယောက်ျားတွေဟာမိန်းမတွေအတွက်ဆိုရင်အန်တီအေကိုကြောက်ခင်အိတ်တက်တယ်အကြောက်တရားဆိုတာမရှိတော့ ကျမရဲ့ယောက်ျားဟာရှင့်ကိုပေးထားတာအတော်များနေပြီ။စိန်တွေရွှေတွေတောင်ပါတယ်ဆိုတော့ကျမသိပြီ။အဲ့ဒီပစ္စည်းတွေကိုပါ ပြန်ပေးပါရှင်။ကျမရှင့်ကိုမြတ်တရက်ခံပါလေ။သူမလွန်စွာထိတ်လန့်သွားတယ်။ထိတ်လန့်စွာနေပြီ။ကျမကိုအဲ့ဒီပစ္စည်းတွေဘယ်တော့မှပေးထားလို့လေ။ထိုသူ့ဩပြောလိုက်တယ်။ထိုအခါဧည့်သည်အမျိုးသမီးကတည်ငြိမ်တဲ့လေးတန်နဲ့ဖြစ်ခဲ့တာတွေအကုန်လုံးကျမသိပြီးသားပါ။ရှင်ဟာတနာကျင်နာစိတ်ရှိတဲ့မိမသားဆိုရင် ကျမနေရာကနေစဉ်းစားကြည့်လိုက်ပါရှင်။ကျမပစ္စည်းတွေကို ပြန်ပေးပါ။တောင်းပါပါရှင်။သူမအတော်စိတ်ညစ်သွားပြီ။အဲ့တဲ့အမျိုးသမီးကသူမရဲ့မှားခွက်ကို အမိရနှင်းကအကြက်ကင်လေးပြီ။ထို့ကြောင့်ရှင်းရဲ့ယောက်ျားကရှင်ပြောတဲ့စိန်တွေရွှေတွေကျမကိုမပေးခဲ့ရအမှန်ပါ။ကျမကိုပေးခြင်းနဲ့တစ္ဆာပေးပါရှင်။အဲ့ဒါပေမဲ့ကျမကိုယောက်ျားတယောက်ကပစ္စည်းနှစ်ခုတော့ပေးဘူးလေ။အဲ့ဒီပစ္စည်းနှစ်ခုကရှင်ဟာဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီ ရှင့်ကိုပေးလိုက်ပါမယ်ရှင့်ယူသွားပါရှင့်သူမကပြောပြောဆိုဆိုပဲထိုင်ရာကချပြီးအဝိဘီတို့ကိုဖွင့်လိုက်တဲ့ရွှေလက်ကောက်နှစ်ကွင်းကိုဧည့်သည်အမျိုးသမီးကိုပေးလိုက်တဲ့လက်ကောက်နှစ်ကွင်းလက်ထဲကိုရောက်တော့ဧည့်သည်အမျိုးသမီးကတီချစွာကြည့်လိုက်တဲ့မျက်နာကမာကျော်ခတ်ထန်သွားပြီပြီးတော့ရှင့်ဘာတွေပေးနေတာလဲကျမယောက်ျားယူသွားတဲ့ကျမရဲ့ပစ္စည်းတွေကိုတောင်းနေတာကျမယောက်ျားလူအလူနှုံစီကရှင်ချူပြီးယူထားတဲ့ ကျမရဲ့ပစ္စည်းတွေကိုတောင်းနေတာရှင်နဲ့ကျမယောက်ျားပြီးခဲ့တဲ့တောက်ကြနေကလမ်းလျှောက်ရင် ရှင်ဝှက်ထားတဲ့ကျမရဲ့ပစ္စည်းတွေကိုတောင်းနေတာကဲရှင်ကိုကျမနောက်ဆုံးပြောမယ်ရှင်ကျမရဲ့ပစ္စည်းတွေကို ပေးရင်ပေးမပေးရင်တော့ကျမခုချက်ချင်းရဲတော်တိုင်းမယ်သူမကဧည့်သည်အမျိုးသမီးရဲ့စကားများကြောင့်ငူချင်လာ၏သူမမြေခဲ့သူဖြည့်ရှင်းရမယ်မသိ သူမသာဒီဇယ်လမ်းမှာတင်းခတ်နေမိပါကဧည့်သည်အမျိုးသမီးကတီးမခံမဲအမတ်တကယ်ရဲတိုင်ခဲ့ရင် သူမအရက်ကွေးတော့မေရက်ွက်အแทမှာလေခေါင်းဖော့ရဲတော့မှာမဟုတ်ဧည့်သည်အမျိုးသမီးကလေသူမကိုပြတ်သားတဲ့အဖြစ်ကိုပြီးရန် မျက်လုံးနဲ့စကားပြောနေပြီ သူမကပြဒနာမီကိုနှိမ့်သက်ရမေကောင်းပြီလေရှင့်ကိုကျမစီမှာရှိတဲ့ရတနာပစ္စည်းတွေကိုပေးလိုက်ပါမေဒါပေမဲ့အဲ့ဒီပစ္စည်းတွေဟာရှင့်ယောက်ျားစီကရထားတာမဟုတ်တာတော့အမှန်ပဲ တတိတယောက်စီကကျမရထားတာအဲ့ဒီတတိဟာရှင်းယောက်ျားအလုံးလုံးနေတယ်ကမရီပိုင်ရှင်ပဲအဲ့ဒီပစ္စည်းတွေကို ရှင်းကိုပေးလိုက်ပါရှင်စိတ်ချမ်းသာမယ်ဆိုရင်ယူသွားပြီတော့ဟုတ်ပြီလားသူမကမှန်တဲ့စကားကိုဆိုကသူမရဲ့အဝိပီတို့ထဲမှာစင်ရင်တို့တကူနှစ်ချက်သားရှိ ရွှေဆွဲကြိုးတကုံနီလာကြောက်ထည့်ထားတဲ့လက်စွပ်တကွင်းကိုထုတ်ပေးလိုက်တဲ့အဲ့တဲ့အမျိုးသမီးကသူမပေးတဲ့ယတနာပစ္စည်းများကိုလက်ကင်ပေါ်ကနေထုတ်လိုက်ပါရီ ်ထိုအချိန်မှာအခန်းထဲမှာပုံနေတဲ့ကိုခင်မောင်ကထွက်လာတယ်။ကိုခင်မောင်ကညှိုးငယ်တဲ့မျက်နှာနဲ့သူမကိုကြည့်နေစဉ်"ရှင်ကျမကိုဘာပစ္စည်းများပေးခဲ့ဘူးလဲ။ပြောစမ်းမအောင်။"သူမရဲ့စကားကြောင့်ကိုခင်မောင်ကတပြည့်တစ်ချက်ကိုချကလေးတွဲတဲ့လေးတန်းနဲ့"စာစာလေးပစ္စည်းတွေကိုပြန်ပေးပြီးပြီမဟုတ်လားကွာ။စကားတွေထပ်ပြောမနေပါနဲ့တော့။ကိုမောင်မိမပြောဆိုတဲ့စကားတွေအတွက်ကိုမောင်တောင်းပါပါလေကွာ။ ဒီပြဿနာမှာဇာဇမှာအပြစ်မရှိပါဘူးအပြစ်ရှိသူကကိုမောင်ပါကိုမောင်ရဲ့လုံရက်တွေကဇာဇကိုဒုက္ခပေးတယ်လို့ဖြစ်သွားတာစိတ်မကောင်းပါဘူးကွာကိုမောင်ကိုခွင့်လွှတ်ပါကွာအနုညွန့်တောင်းပါပါလေသူမကငိုချင်လာလေသူမကဤအချိန်မှာအရှုံးပေးရတာမို့ယူကြုံးမရဖြစ်သွားရတယ်မဟုတ်လားဒါကြောင့်မေကျမခွင့်လွှတ်ပါလေကျမရှင်တို့လင်မယားနှစ်ယောက်စလုံးကိုအရှုံးလေးပေးလိုက်ပါပြီရှင်တို့သွားကြပါတော့ ရှင်တို့လူချင်းရကိုရကြပြီမဟုတ်လားနောက်ဆိုကျမကိုစိတ်အနှောက်ယှက်ဖြစ်အောင်အကွက်ချပြီမလုပ်ကြပါနဲ့တော့ကျမတောင်းမှမာရရှင်ကိုခင်မောင်ကသူ့ရဲ့တိုက်ပုံအင်ကြီးအိတ်ကက်ထဲမှာစီကရက်ဘူးကို ထုတ်ပြီးတလိပ်ကိုထုတ်ယူကမင်းကြီးဖွာရှိုက်လိုက်တယ်နောက်တော့သူစနီးဖြစ်သူကြီးပြားကိုလက်ကဆွဲပြီးဇာဇရဲ့အိမ်မော်ကဆင်းလာခဲ့တယ်ဇာဇာကကိုခင်မောင်တို့လင်မယားနှောက်ကိုကြည့်ရင် လွန်ခဲ့တဲ့9လကကံရီပိုင်ရှင်တထေးတယောက်စီမှ ခဲရခဲစေညှိယူထားခဲ့တဲ့ပစ္စည်းများကိုနှမျောတသားသားဖြစ်ကကျုံပွဲချငူလိုက်ယုံမှတပါ။သူမအနေနဲ့ဘလို့မှမတတ်နိုင်တော့တာကိုသိလိုက်တော့ရီ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီရှင်။